မင်္ဂလာပါဒီနေ့မင်္ဂလာရှိတဲ့သတင်းတွေမျှဝေပေးကြတာပါအဓိကကတော့ scholarship ကြောင်းပြောကြတာပါအာ scholarship ကြောင်းပြောကြတာဆိုတော့အာဂျမရဲ့သားလေးအဲတက်နေဂျမသားကိုလည်းတက်ခိုင်းမယ်ပေါ့နော် ဆိုပြီးတော့ register လုပ်နေရင်းနဲ့အာဂျမရဲ့သားကိုဒီလိုပညာတတ် ဖြစ်စေခြင်းတလို့အမ်မြန်မာနိုင်ငံကအဲတားရီသမီးဒီခက်ခဲတဲ့ဂျားကရင်ဆိုင်နေရတဲ့ဂျားက သားသမီးတွေကို scholarship လေးပေးခြင်းပါတယ်။အာကျွန်မကိုယ်တိုင်လည်း scholarship တွေနဲ့အဲတက်လာတဲ့အတွက်ကြောင့်မို့လို့အာချမ်းသာတာမချမ်းသာတာရှိတာမရှိတာတွေအပထား အကျိုးစားမယ်အလုပ်လုပ်မယ်ရားတဲ့ပတ်စံနေနဲ့ရားတဲ့ပတ်စံနေနဲ့လူတွေကိုကူညီမယ်ကျမတို့ကလောကကြီးမှာတိတ်ကြအများကြီးကြံကြံမီနေရမှာမဟုတ်ဘူးအဲ့တော့နေရတဲ့အချိန်လေးမှာ community ကိုအကျိုးရှိအောင်အာကိုသားသမီးတွေကိုဟိုစဉ်းစားပြီးတော့တင်လဲတင်ပေးမယ် scholarship လဲပေးမယ်အခုကတော့ scholarship program လေးကဘာလေးလဲဆိုတော့ bachelor degree ကိုအော်ပြင်သစ်ကနေအသိမှတ်ပြုထားတဲ့တက္ကသိုလ်ကျောင်းကဖြစ်ပါတယ်။ကျွန်မကိုယ်တိုင်လည်း e-commerce ကိုသင်နေပါတယ်။အဲဒီကျောင်းမှာဆိုလို့ရှိရင် e-commerce ကိုသင်နေတယ်အဲဆီယမတယောက်ဖြစ်ပါတယ်အဲအဲ့ဒီတော့ online ကနေပြီးတော့ပဲသင်ရတာပါအာဒီသူအချိန်နဲ့သူလက်ချလေးတွေကိုတန်းတက်ပြီးွားလို့ရှိရင် quiz တွေပြရတယ်ပြီးွားတဲ့အခါမှာ brainstorming တွေလုပ်ရတယ်အဲဒီဟာကိုဝင်ခွင့်ရဖို့အတွက်ကတော့10တန်းအောင်ထားရမယ်အခုဆိုရင်တော့12တန်းပေါ့အရင်တော့ကနောက်နေခဲ့တယ်အခက်အခဲတွေကြားကကြုံဆုံနေရတဲ့တားတွေတမီးတွေက ကျမကိုဘာလေးလုပ်ပေးမလဲဆိုလို့ရှိရင် teacher tanda@gmail.com ကို email လေးပို့ပေးပါ ဘာလဲဆိုလို့ရှိရင်တက်ခဲ့တဲ့ကျောင်းရဲ့ဘာကြောင့် scholarship လိုချင်တာလဲအဓိကကတော့တအားတို့သမီးတို့ကတကယ်စူးစမ်းတဲ့လူဖြစ်ရမယ်မိဘတွေကတက်နိုင်တာမတက်နိုင်တာအထက်ကိုကိုကိုယ်တိုင်စူးစမ်းပြီးတော့ဘွဲကိုရချင်တယ်အဲရချင်တယ်ဆိုလို့ရှိရင်အီးမေးလ်လေးပို့ပေးပါပြီးတော့ဆယ်တန်းအောင်လက်မှတ်ကိုပို့ပေးပါမှတ်ပုံတင်ကိုပို့ပေးပါအဲ့ဒါသုံးခုပြည့်စုံရမယ်ပြီးွားတဲ့ခါကျတော့ကျွန်မက scholarship ကို9ရောက်ပေးမှဖြစ်ပါတယ် ပြီးွားရင်တကယ်တော်တဲ့လူတွေကိုပဲတကယ်တော်တဲ့လူဆိုတာစူးစားတဲ့လူပြောရအောင်အရန်တော်တာမတော်တာထက်ကိုအရန်စူးစားပြီးတော့တိုင်းပြည်ကိုပြန်ပြီး contribute လုပ်နေတဲ့လူတွေကိုပေးချင်တာဖြစ်ပါတယ်အဲကျွန်မဒီကျွန်မကိုယ်တိုင်လည်း scholarship နဲ့ရအောင်စူးစားခဲ့တယ်ပညာရေးကို first priority ချခဲ့တယ်ဘာကြောင့်လဲလို့ပြောလို့ရှိရင် ကျွန်တော်တို့ကစ်တုံးကအာဟိုပါတော့အာစကင်းရောက်မှကြောင်းရင်းပိတ်သွားတယ်ကြောင်းရင်းပိတ်သွားတဲ့ခါမှာရန်ကုန်ကိုအာဟိုကွန်ပျူတာတက်မယ်ဆိုပြီးတော့ရောက်လာတယ်အဲမော်လမြိုင်တက်ကတူကနေပြီးတော့ဟာဒီရန်ကုန်ကိုရောက်လာတာပေါ့နော်ရန်ကုန်ရောက်လာတဲ့ခါကျတော့ရန်ကုန်မှာ KMD မှာကြောင်းတက်ရင်းနဲ့အဲ KMD မှာတင်တန်းတက်ရင်းနဲ့ဆီယမဝင်လို့တယ်အဲ့ဒီမှာဘာရလဲဆိုတော့အဲ့ဒီမှာအဓိကကအာအဲ့အဲ့ဒီမှာလာစာရနေတဲ့ဟာနဲ့ လမ်းဘေးကထီရောင်းတဲ့သူရဲ့လာစာနဲ့အဲ့ဒီမှာကွာတဲ့ခါကျတော့အော်ပညာကြောင့်ပဲဆိုပြီးတော့ပညာကိုစူးစမ်းဖြစ်တယ်ပေါ့နော်သတိထားမိတာကိုပြောပြတာနော်နောက်တစ်ခုကအခုခေတ်မှာပညာမတက်ပဲနဲ့အာတခြားလူတွေလောက်ပြီးတော့ချမ်းသာနေတဲ့လူတွေရှိပါတယ်အဲချမ်းသာတာဒါကသူကိစ္စပါပညာတက်တာသိကောင်းပါတယ်အဲချမ်းသာတာမချမ်းသာတာနောက်မှပါအ ပညာတတ်အောင်စ조사စေခြင်းနဲ့စာတွေကိုလေ့လာစေခြင်းနဲ့အာစာအုပ်တွေဖတ်ပါလို့ပြောတဲ့အခါမှာခုခေတ်မှာ online မှာရှိနေတဲ့အတွက်ကြောင့်ပညာတိုးတဲ့ဘူသူဒတိုးတဲ့ဟာတွေကိုဖတ်စေခြင်းပါတယ် ဟုတ်ပြီနော်အဲ့တော့ပေးမှာက9ရောက်ဖြစ်ပါတယ်ကျမဆိုက်ပြီးတော့ပေးရမှာပါအဲအဲ့ဒီအတွက်ကြောင့်မို့လို့ကျမရဲ့ final decision က final decision ဒီကျမရဲ့ decision ပဲဖြစ်ပါတယ်3နှစ်တက်ရမှာဖြစ်ပါတယ်3နှစ်တက်ရမှာဖြစ်ပါတယ် BBA ကိုတက်ရမှာပေါ့နော် Bachelor degree ရမှာဖြစ်ပါတယ်ပြင်သစ်အတိအမှပြုဖြစ်ပါတယ်နိုင်ငံတကာမှာဒီကနေမှဘွဲရပြီးသွားတယ်နိုင်ငံတကာတက်နေရတဲ့အကြောင်းနိုင်ငံတကာလူတွေတက်နေရပါဒီအကြောင်းကလည်းအဲ့ဒီမှာဆိုလို့ရရှင်အာနောက်ဆုံးနှစ်မှာဆိုရရှင်အဲသူက stone တွေလောက်ရမယ်ပြီးရင်၈ဘာသာသင်ရတယ်ပထမနေ့၈ဘာသာသင်ရတယ်တဘာသာကိုတစ်လခွဲအာပြီးသွားတဲ့အခါမှာဒုတိယနေ့မှလည်း၈ဘာသာပါအာကိုအစပေါ့ final year မှလည်းအာသူကဟိုဟာပေါ့ခုနှစ်ဘာသာရဲ့ project လုပ်ရတာရဲ့ပေါ့နော်ဆိုတဲ့အခါကျတော့တအားသမီးတို့စူးစမ်းစေချင်ပါတယ်အာစူးစမ်းပြီးတော့ စူးစမ်းပြီးတော့အထုတ်ပေးပါအာတကယ်ကဒီအော်တိုဘာ26ရက်နေ့မှာဖွင့်မှာအရန်တော့ကတ်သွားပြီတားကိုကြောင်းအပ်ဖို့လုပ်ရင်လည်းအိုင်ဒီယာလေးပေါ်လာတာဖြစ်ပါတယ်ကျမတားကိုထားတယ်လို့အာသူများရဲ့တားသမီးတွေကိုလည်းကျမရဲ့တားသမီးလို့ချစ်ပြီးတော့ဩသူတို့လေးတွေကိုလည်းတက်စစ်ခြင်းနဲ့ဆိုရယ်စေတနာရင်းမှန်မှာအီမန်သောတစ္ဆာကြောင့်ပဲအာအတိုင်းပြီးအောင်မြင်တိုးတက်စေချင်ပါတယ်ကလေးတွေပညာတက်စစ်ချင်ပါတယ်เนาะโอเคပါကျေးဇူးပါ